ားအလုံးမမြင်လာပါအလုံးမဲ့ကြုံမှုကြမယ်ထင်ပါတယ်တခါတလေကြာရင် ကိုယ့်ဘဝဝိညာဉ်ကလူတယောက်ကအတလူကြီးကိုယ့်ပေါ်မှာလာရမ်းတာမျိုးတွေကြုံမှုမဲ့ထင်တယ်အတလူကြီးကိုယ့်ပေါ်မှာလာပြီးဒေါသနဲ့ဆက်ဆံတာမျိုးတွေကြုံမှုမဲ့ထင်တယ်ကိုယ်နဲ့လည်းမသိဘူးဒါပေမဲ့ဘာမှမပတ်သက်ဖင်းနဲ့ကိုယ့်ပေါ်မှာလာပြီးဒေါသနဲ့ပြောတာဒေါသနဲ့ဆက်ဆံတာမျက်စောင်းထိုးတာ ကြုံမှုကြမှာထင်ပါတယ်ဥပမာဆိုပါစို့ကာနစီရှင်သွားရင်လည်းဘေးရကသူ့လမ်းသူသွားနေရတယ်ကိုယ်ကြော်တဲ့နေလှမ်းဆဲသွားတာမျိုးကြုံမှုမထင်ပါတယ်ခွိုင်းဘာကြောင့်လဲအဲ့ဒါလေးကိုသတိထားသိကြလို့ပါအဲ့ဒါလေးကိုသတိမထားတဲ့ခါကျတော့ သူကကိုယ်ကိုလာပြီးပြဿနာရှာရင်ကိုယ်ကိုရမ်းရှာရင်ကိုယ်ကိုလာဆဲရင်ကိုယ်ကလည်းပြန်ပြီးတော့ပြဿနာရှာခြင်းနဲ့ရမ်းဖြစ်ခြင်းနဲ့ပြန်ဆဲခြင်းနေ့စဉ်နဲ့ပြ Facebook မှာတွေ့နေရတဲ့ပြဿနာတွေပါတကယ်တော့ဘာမှကိုယ်နဲ့မပတ်သက်ပဲနဲ့သူ့တော်တာကိုယ့်ဘောကိုဘာဖြစ်လို့ဝုန်းနဲ့ရောက်လာတာလဲအဖြေကတော့သူ့ခေါင်းပေါ်မှာပြဿနာတွေရှိနေလို့ပါ ်လူတော်တော်များများဟာသူ့အိမ်ရပြသလားသူ့မိသားစုပြသလားသူ့မိန်းမနဲ့သူနဲ့ပြသလားသူ့သားသမီးနဲ့သူနဲ့ပြသလားသူ့ဆွေမျိုးတွေနဲ့သူနဲ့ပြသလားစတဲ့ပြသနာအရှုပ်အထုပ်တွေကိုခေါင်းမှာတင်ထားပါတယ်အဲ့ဒီခေါင်းမှာတင်ထားတဲ့အရှုပ်အထုပ်တွေကိုသူတို့ကဘာလုပ်တယ်လဲဆိုတော့သူများခေါင်းပေါ်တွန်ချဖို့အမြဲတမ်းစဉ်းစားနေပါတယ်အမြဲတမ်းစဉ်းစားနေအဲ့ဒါကြောင့်မရှိမဆိုင်ကိုယ်လာပြီးပြသနာရှာတယ် ဘာမှအကြောင်းကိစ္စမရှိဘဲနဲ့ကိုယ်ကိုလာပြီးတော့ရမ်းရှာတယ်ဆဲတယ်ဆိုရဲဆိုတာသူ့အမိုက်ထုတ်ကိုကိုယ်ခေါင်းပေါ်ကိုလာပြီးတော့ပြစ်ချတာနဲ့အတူတူပါပဲအဲ့ဒါကိုနားလည်ဖို့လိုတယ်အဲ့ဒါကိုနားလည်ရင်သင်မဖြစ်မလဲရှင်းပါလေလက်မခံနဲ့ပေါ့သူပြစ်ချတဲ့အမိုက်ထုတ်ကိုကိုယ်ကလက်ခံလိုက်ရင်ကိုယ်ကိုယ်တိုင်လည်းကိုယ်ခေါင်းပေါ်အမိုက်တွေရောက်လာလိမ့်မယ်ကိုယ်ကိုယ်တိုင်လည်းအမိုက်တွေနဲ့နန်းစော်သွားလိမ့်မယ်တတ်နေတဲ့အမိုက်တွေကိုလက်မခံပါနဲ့ ပိတ်အရေးကြီးပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံလူတွေကကိုယ်ကောင်းဘောအမိုက်ထုတ်ကိုလည်းသူများကောင်းဘောအလွယ်တကူပြစ်ချတယ်အဲ့လိုပဲသူများကောင်းဘောကအမိုက်အရှုပ်အထုတ်တွေကိုယ်ကောင်းဘောလာပြစ်ချရင်လည်းလက်ခံယူတယ်တချို့ကလက်ခံယူယုံနေမကဘူးအဲ့ဒီအမိုက်ထုတ်ကိုလက်ဆင့်ကမ်းပြီးတယ်သူများအောင်အလုံးအမိုက်တွေဖြစ်ကုန်ကြပြီ အမိုက်နဲ့လူသားတွေကြီးပဲဖြစ်ကုန်ကြပြီဒါဆိုရင်အဲ့ဒီအမိုက်ထုတ်တွေကိုကိုယ်ကောင်းမှဘယ်တော့မှပြစ်ချမခံပါနဲ့မခံယူနိုင်မှုကြိုးစားပါရှောင်းနေတိတ်နေတဲ့ကြားထဲမှာကိုယ့်ဘောအမိုက်ထုတ်တွေကြလာခဲ့ရင်သူများကိုလက်ဆက်မကမ်းပါနဲ့အဲ့ဒါမှตายရတဲ့လူအောင်လောကကြီးတစ်ခုကိုကျွန်တော်တို့တိဆောက်နိုင်မှာဖြစ်ပါတယ် အားလုံးပဲစင်ကြင်နိုင်ကြပါစေကျွန်တော်ပြောတယ်တည်တည်ချာချာသတိထားပြီးတော့ကျွန်တော်တို့နေပါသူများခေါင်းဝအမိုက်ထုတ်ကိုခေါင်းမို့အရောက်မခံပါနဲ့တင်ကိုတိုင်နန်းစော်နေတဲ့အမိုက်ထုတ်ဖြစ်သွားပါလိမ့်မယ်ကျေးဇူးတင်ပါတယ်